င်္ဂလာပါရှင်။အော်တိုဘားလ22ရက်ဗုဒ္ဓဘူးနေ့ရက်ထူးထူးခြားခြားပြည်တွင်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဦးစွာတင်ဆက်ပေးပါကတော့တိဘောမြို့တွင်စာသင်ကျောင်းများနှင့်ပြည်သူစေုပ်များပြည်လင်းဖွဲ့လှစ်နိုင်ရန်တန်ရှင်းလုပ်ငန်းများဆောင်ရွက်တည်တဲ့တွင် တမရော်ကရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့ကိုအလုံးစုံပြန်လည်ထိန်းချုပ်ရရှိပြီးနောက်အစိုးရ၏အုပ်ချုပ်မှုရန်နေရာပြန်လည်လည်ပတ်နိုင်ရေးကလေးသူငယ်များပညာသင်ကြားနိုင်ရေးနှင့်ဒေသခံပြည်သူလူထုအတွက်ကျန်းမာရေးဆောင်ရှောက်မှုလုပ်ငန်းများပြန်လည်ဆောင်ရွက်ရေးအပါအဝင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအချိန်နဲ့တပြေးညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါသည်။ထို့သောဆောင်ရွက်ပေးလျက်ရှိရာဦးစားပေးအနေဖြင့် စာတင်ကြောင်းများအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့်ဈေးရုံများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်အောက်တိုဘာ20ရက်တွင်တက်မတော်သားများမြန်မာနိုင်ငံရဲ့ထုတ်ဖွဲ့ဝင်များမိသက်တဖွဲ့ဝင်များဌာနဆိုင်ရာဝန်ထမ်းများနှင့်ဒေသခံပြည်သူများစုပေါင်း၍ဒီဘောမျိုးရှိအမှတ်တိအခြေခံပညာထပ်တန်းကြောင်းနှင့်ဒီဘောမျိုးပြည်သူစီရင်တို့၌စုပေါင်းတန်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခဲ့ကြပါသည် ထို့အပြင်ဒီဘောမျိုးအတွင်ဒေသခံပြည်သူများပြန်လည်ဝင်ရောက်လျက်ရှိသည့်ဖြင့်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများကကြိုးစိုးနေရချထားခြင်းလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြ တည်ငြိမ်အေဂျင့်တာယာရေးရေရှိဖွံ့ဖြိုးတိုးတက်ရေးနှင့်ဒေသခံတိုင်းရင်းသားပြည်သူများအေဂျင့်စွာလူမှုစီးပွားဘဝလောက်ကင်စားတောင်းနိုင်ရေးအတွက်လုံခြုံရေးတပ်ဖွဲ့ဝင်များကနေမြေလုံခြုံရေးနှင့်နေမြေစိုးမိုးရေးတာဝန်များကိုဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်ဆက်လက်တင်ဆက်ပေးမှာကတော့တောင်ကြီးတဆောင်တိုင်းမိဘုံမြန်ပွဲတော်မိဘုံမြန်ပြိုင်ပွဲနေ့လွှတ်တင်မဲ့အယုံများနှစ်ရက်ကျော်လွှတ်တင်ရှင်းပြသွားမယ်ဆိုတဲ့တဲ့ တောင်ကြီးတဆောင်နိုင်မိဘုံပြန်ပွဲတော်မိဘုံပြန်ပြိုင်ပွဲတွင်ပြိုင်ပွဲဝင်နေလှို့အယုတ်မိဘုံပြန်များများပြနေခြင်းကြောင့်ဖွင့်ပွဲမတိုင်မီနှစ်ရက်ကြိုတွင်၍အော်တိုဘာ28ရက်တွင်စတင်လှုပ်တင်ရှင်ပြိုင်သွားမည်ဖြစ်ကြောင်းသိရပါသည်။တောင်ကြီးတဆောင်နိုင်မိဘုံပြန်ပွဲတော်ဖွင့်ပွဲကိုအော်တိုဘာ29ရက်တွင်ပုံမှန်အတိုင်းပြုလုပ်သွားမည်ဖြစ်ပြီးနေလှို့မိဘုံပြန်ပြိုင်ပွဲကိုမူ နှစ်ရက်ကြိုတင်၍အောက်တိုဘာ28ရက်တွင်စတင်၍လွှတ်တင်သွားမည်ဖြစ်ကြောင်းသိရပါသည်။ရခိုင်နှစ်ကတောင်ကြီးတဆောင်နိုင်မိဘုံပြန်ပွဲတော်တွင်အယိုးအုပ်စုမိဘုံပြန်6လုံးခန့်ဖြင့်ညမီးကြီးအပါဝင်စိတ်နာပံမိဘုံပြန်အလုံးကြီး49လုံးသာလွှတ်တင်နိုင်ခဲ့ပြီးယခုနှစ်တွင်တနည်းလျှင်အယိုးအုပ်စုမိဘုံပြန်10လုံးနှင့်ညာမီးကြီးအပါအဝင်စိန်နာပံမိဘုံပြန်အလုံးကြီး80ကြော်အထိလွှတ်တင်နိုင်ရန်စီစဉ်ထားကြောင်းသိရှိရပါသည် ပြိုင်ပွဲတွင်နေလွတ်အယုတ်ပြိုင်ပွဲအယုတ်ခြေနှစ်ချောင်းအယုတ်ခြေလေးချောင်းအယုတ်အစုများညာလွတ်ပြိုင်ပွဲတွင်ညာမီးကြီးမီးပုံးပြန်စိန်နားပိုင်မီးပုံးပြန်တို့ကိုလွတ်တင်ရှင်ပြိုင်သွားမည်ဖြစ်ကြောင်းသိရပါသည်။2025ခုနှစ်တောင်ကြီးတစောင်းတိုင်းမီးပုံးပြန်ပွဲတော်မီးပုံးပြန်ပြိုင်ပွဲကိုတောင်ကြီးမြို့အဝေးရမီးပုံးပြန်ကွင်းတွင်အောက်တိုဘာ29ရက်မှနိုဝင်ဘာ4ရက်နေ့အထိကျင်းပသွားမည်ဖြစ်ပြီးပွဲတော်ပိတ်ပွဲနှင့်စုပေးပွဲကိုနိုဝင်ဘာ5ရက်တွင်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါသည်။ ထပ်မံတင်ဆက်ပေးမှာကတော့ဝိုင်းမော်မြို့နယ်တွင်မြို့နယ်မိသက်ဦးစီးဌာနမှုယုံရှိ တကားနယ်တံပန်းများဖြုတ်ခိုးသူအမျိုးသားတအားဖမ်းဆီးအရေးယူတဲ့တွင်ကချင်ပြည်နယ်ဝိုင်းမုံမြို့နယ်၌အောက်တိုဘာ18ရက်နေ့ကမြို့နယ်မိသက်ဦးစီးဌာနမူယုံရှိတကားနှစ်တံပန်းများဖြုတ်ခိုးသူအမျိုးသားတအူးကဖမ်းဆီးအရေးယူထားကြောင်းသိရပါဗျ ဖြစ်စဉ်မှာအော်တိုဘာ18ရက်နနက်8နာရီတွင်ဝိုင်းမော်မြို့နယ်အမှတ်2ရပ်ကွက်ရှိမြို့နယ်မိသက်ဦးစီးဌာနရုံးရှိတကားနှစ်တန်ပန်းများဖြုတ်ယူခိုးယူနေကြောင်းတင်အရာဝိုင်းမော်မြို့မှာရဲစခန်းမှာတပ်ဖွဲ့ဝင်များကတွားရောက်စစ်ဆေးခဲ့ရာဝိုင်းမော်မြို့နယ်ဝေပါကြီးရွာနှင့်ဆွန်လွတ်နော်ခမာနော်23နှစ်တီရုံးအတွင်းရှိ slide aluminium ပေါင်းနှင့်မှန်တကားချက်46ချက် slide aluminium တကားပြည်လန်း23စုံ လီကတ်စတိုကန်တွင်ကာယံထားသောတန်ချောင်း25ချောင်းအိမ်နောင်တဲ့လိုင်းကန်ရှိတကားချက်32ချောင်းနှင့်တကားလက်ကန်တွင်34ခုစုစုပေါင်းတန်ဖိုးငွေ64သိန်း8200တို့အားဖြုတ်ယူခိုးသွားသည်ကိုတွေးရှိဖန်ဆီးရမိကြောင်းသိရပါသည်အဆိုပါဖန်ဆီးရရှိသူဆွန်လွနောခမာနောအားအမှုဖွင့်ရေးယူထားကြောင်းသိရပါသည်ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့အကြမ်းဖက် PDF များကအပြစ်မဲ့အရက်သားပြည်သူအားဖမ်းဆီးခေါ်ဆောင်၍တပ်ဖြတ်မှုပေါက်ခေါင်းနေဖြစ်ပွားတဲ့တဲ့။ အော်တိုဘာ16ရက်နေ့ည10:30နာရီ30မိနစ်ခန့်ကပဲခူးတိုင်းဒေသကြီးပေါကောင်းမြို့နယ်ဆိုင်ပြင်းအင်းကြီးရွာနေကိုချမ်းမြီအောင်26နှစ်တည်၎င်း၏နေအိမ်၌ရှိနေစဉ်အကြံဖတ် PDF 9ဦးခန့်ရောက်ရှိလာပြီးကိုချမ်းမြီအောင်ကဖမ်းဆီးခေါ်ဆောင်သွားကကြီးရွာ၏အနောက်ဘက်၄ဖာလုံခန့်အကွာအရောက်တနက်ဖြန်ပြစ်ခတ်တက်ဖြတ်သွားသည့်ဖြင့်ကြီးထိမှန်တရားများရရှိကတည်ဆုံသွားကြောင်းသိရပါသည် ထို့သောအပြင်းမဲ့အရက်သားပြည်သူတို့အားငါးနှစ်မတူငါးရံသူဟူသည့်တဖက်သက်အဆုံရောက်ဂိုင်းကနာဆွဲရဲ့အပေါ်အခြေခံကတနက်ဖြန်ပြစ်ခတ်တပ်ဖြတ်မှုကျူးလွန်ခဲ့သူများအားဖော်ထုတ်ဖန်ဆီး၍ဥပဒေနဲ့အညီအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များကဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်ပြည်သက်များရှင်ကျမတို့ရှင်ကုန်မီဒီယာကလည်းပြည်တွင်းမှာဖြစ်ပွားနေတဲ့သတင်းဖြစ်စဉ်များအပါအဝင်နိုင်ငံတော်ရှိထူးခြားဖြစ်စဉ်များကိုအချိန်နဲ့တပြေးညီသိရှိနိုင်ရန်ထုတ်လင့်တင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးကြတဲ့ပြည်သက်များကိုကျေးဇူးတူးတင်ရှိပါတယ်ရှင်။ thank you